္လာပါဗျာကျွန်တော်ဒီနေ့မှာတော့ဗီဒီယိုအစ်ဒီမှာဖြစ်ပါတယ်ဗီဒီယိုတွေကိုနောက်ကန် background ဖြောက်ပြမယ်ပြီးလို့ရှိရင် reaction ဗီဒီယိုလုံးနေမြောက်ပေးမှာဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်တင်တဲ့သားတွေအားလုံးသိရှိသွားပြီးထင်ပါတယ်အဲ့တော့မသိသေးတဲ့မိတ်ဆွေများလည်းရှိပါတယ်ဗျာဒါကြောင့်မြောက်ပေးခြင်းဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေအေးကျွန်တော်ကျွန်တော်ဥမာဒီနေ့သုံးမြတ်မှာတော့ InShot software ဖြစ်ပါတယ် InShot ကို Play Store မှာအလွယ်တကူ download ရပါတယ်ဗျာ IN SH OT ဘောနော် InShot ဆိုပြီးတော့ဒီမှာဒီကောင်လေးပဲဖြစ်ပါတယ် ဒီကောင်လေးဖြစ်ပါတယ်ဒီမှာ update တောင်းပေးနေပါပြီကျွန်တော် update လေးပေးလိုက်မယ်နော်အဲဒီလိုမျိုးဒီ play store မှာအလိုတကူ download ရပါတယ်ဗျ okay ပြီးရင်တော့ကျွန်တော်ကဒီကောင်လေးနဲ့ကျွန်တော်တွေအာဗီဒီယိုတွေရောနောက်ခံ background တွေဖြောက်ပြမယ်ပြီးလို့ရှိရင်ကျွန်တော် reaction video တွေလုပ်ပြမှာဖြစ်ပါတယ်ဗျအရန်လွယ်ပါတယ်မိတ်ဆွေများစိတ်ဝင်စားရင်စာဆုံး like ကြည့်ပြပါဦးဗျ okay ဒီကောင်လေးကျွန်တော် download တော့ကျွန်တော်တစ်ချက်ဆောက်ကြည့်မယ်နော် okay download တော့မြင်ပါတယ် okay ပြီးတော့ပါပြီဗျ โอเคအားဆိုလို့ရှိရင်ကျွန်တော်တစ်ချက်တော့ဖွင့်ကြည့်မယ်နော်ကျွန်တော်ကျွန်တော်တစ်ချက်ဖွင့်ကြည့်လိုက်မယ်โอเคဖွင့်ဖွင့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ကအဲ sorry အဲကျွန်တော်တို့ကအခုကဗီဒီယိုလုပ်မှာဆိုတော့ဗီဒီယိုပုံနော်အဲဒီကို template မှာလုပ်ခြင်းဒီမှာ template လုပ်လို့ရတယ်ဖိုတိုပိုင်းအများကြီးစုစည်ခြင်းဒီမှာလုပ်လို့ရတယ်ကျွန်တော်လောဆယ်ဗီဒီယိုအေဒီလုပ်မှာဆိုတော့ဒီဘက်ကဗီဒီယိုဆိုတာလေးကိုနှိပ်မယ်အပြီးတော့အပေါင်းလေးနှိပ်မယ်အပေါင်းလေးနှိပ်ပြီးတော့ကျွန်တော်တို့လုပ်ခြင်းတဲ့ဗီဒီယိုတစ်ပုဒ်ကိုရွှေ့ရွှေ့မယ်ပုံနော်ကျွန်တော်ကျွန်တော်လုပ်ခြင်းတဲ့ဗီဒီယိုပုဒ်ရွှေ့မယ် Okay အဲ့ဆိုကျွန်တော်ဒီဗီဒီယိုဒီပုတ်ကိုကျွန်တော်ရွေးလိုက်မယ်ရွေးပြီးတော့ကျွန်တော်ဒီမှာအမှန်ရှိလေးပေးလိုက်မယ်โอเคအဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကဒီဒီမှာရောက်လာပြီပေါ့နော်အဲ့တော့ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအခုကျွန်တော်ရွေးထားတဲ့ဗီဒီယိုမျိုးစားတော့960ပဲဖြစ်ပါတယ်ဒါဒေါင်းလိုက်ရိုက်ထားရဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်မိတ်ဆွေများကကျွန်တော် YouTube မှာတင်မယ်ဆိုလို့ရှိရင်တော့အမြဲတမ်းပဲကျွန်တော်တို့ဘာလို့ယူရမလဲဆိုတော့ကျွန်တော် 60x9 ကိုအမြဲတမ်းယူထားမှာဖြစ်ပါတယ်ဒီမှာနော် အဲဒါ60 by 9ပေါ့နော်ဒါတော့ကျွန်တော်တို့ဒီ YouTube တင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ Facebook နဲ့တခြားသော platform တင်ခြင်း TikTok တင်ခြင်း9 by 60ပါဖြစ်ပါတယ်ဒါတော့9 by 60ဒါ TikTok တင်တာဖြစ်ပါတယ်အဲဒါတော့ Facebook တင်တာပေါ့နော် Okay ကျွန်တော်တို့60 by 9အာကျွန်တော် YouTube site ကိုရွှေ့လိုက်ပါတယ်အဲတော့ဒီကောင်ကိုကျွန်တော်ဒီဘက်ဒီမှာချက်တဲ့နေရာမှာထားလို့ရရနော်ဟုတ်ပြီအဲဆိုကျွန်တော်တို့ကဒီကောင်ကိုအဲ background ဖြောင်းမယ် background ဖြောင်းမယ်ဆိုရင်လည်းလွယ်ပါတယ်ဒီမှာကျွန်တော်တို့တွေ cut out ဆိုတာပါပါတယ်ဗျမနော် cut out โอเคဒီမှာကောက်ပါတယ်ကောက်လေးကိုနှိမ့်လိုက်မယ်โอเคပြီးတော့ကျွန်တော်ကကျွန်တော်ကောက်လေးကိုဆက်နှိမ့်လိုက်မယ်เนาะဒီမှာโอเคအဲ့ဒါလို့ဆိုလို့ရှိရင်ဒီ video background ပျောက်သွားပြီเนาะဒီမှာโอเคပျောက်သွားပြီဆိုရင်အမှန်အမှန်ချစ်လေးပြေးမယ်เนาะဒီမှာအမှန်ချစ်လေးပြေးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အနောက်ခံ background တစ်ခုထည့်မယ်เนาะနောက်က background တော့ message များ channel တက်ရထည့်လို့ရပါတယ်အဲကို reaction လုပ်မဲ့ video နဲ့ဟိုကကိုက်မဲ့ဟာပေါ့နော်ဟိုနည်းနည်းတူမဲ့ဟာကိုကိုကြိုက်တာကိုထည့်လို့ရတယ်အဲ့တော့ background ကလည်းဒီမှာရှိပါတယ်เนาะ ဒီမှာပါဗျ background မှာဒီ background နေမယ်ဒီမှာလည်းသူ background နဲ့အများကြီးပေးထားတယ်ဒီမှာနော်အဲဒီမှာလည်းသူကြိုက်တာပေးထားတယ်အဲဒီထဲမှာကိုကြိုက်တာလေးကိုလည်းကိုကြိုက်တဲ့ရောင်ပညာလေးတွေကိုလျှောက်ထည့်လို့ရတယ် okay အဲ့တော့တကယ်လို့မဟုတ်သေးဘူးကိုရဲ့ phone gallery ရဲ့ကိုစိတ်ကြိုက်စိတ်ကြိုက်နော် down လာတဲ့ background လေး pinterest မှာအများကြီးရှိတယ်အကောင့်လေးကိုထည့်ထည့်ကျင်တယ်ဆိုလို့ရှိရင်တော့ထည့်လို့ရတယ်အဲ့တော့ဒီမှာနော်အဲဒီမှာထည့်လို့ရပါတယ်တရားလေးကိုနေလိုက်မယ်ဒါဆိုရင်အာကျွန်တော်တို့ရဲ့ အနောက်ဘက်ကောင် background ကိုဒီမှာ generate တဲ့တခုဒီမှာထည့်လို့ရပါတယ်နော်ထည့်လို့ရသွားပြီဆိုတော့ကျွန်တော်အိမ်တိမ်နဲ့ထည့်ကြည့်လိုက်မယ် okay အဲ့လိုပေါ့နော်ကျွန်တော်မိတ်ဆွေများဒါမကြိုက်သေးရင်ထပ်ဖြတ်မယ်ပင်ကို generate တဲ့တခုပေါ့ဗျာနော် okay ဒါတော့ကျွန်တော်မိတ်ဆွေများဥကျွန်တော်ကကျွန်တော်ဥမာနေနဲ့ပြရပါတော့မိတ်ဆွေများကကိုကြိုက်နေတဲ့ရတခုကိုထည့်လို့ရပါတယ် okay ပေါ့နော်အဲ့တော့တရားတရားမျိုးတွေလဲလျှောက်ထည့်လို့ရအစုံပေါ့နော်ဒါတော့ကျွန်တော်မိတ်ဆွေများ ကြိုက်တာထဲပါ okay အဲ့ဒါဆိုရင်ကျွန်တော်တခုထည့်ထည့်လိုက်မယ်နော်တခုထည့်လိုက်မယ် okay အဲ့ဆိုရင်အဲ့ဆိုရင်ကျွန်တော်ဒီမှာ pin ထွက်မှဓာတ်လုံးဆွဲထားတယ်ကျွန်တော်တွေဒီပုံလေးရှိတယ်ပေါ့နော်အဲ့ပုံလေးတွေ background ထားမယ်ဆိုလည်းရပါတယ်မိစိမဘယ်ရောက်ပဲထားထားပေါ့နော်ကျွန်တော်ဒီအဲ့တခုစမ်းကြည့်အဲ okay ပါနော်အဲ့ဒါလည်းကိုယ့်ကိုစက်တက်တရပေါ့နော် okay အဲ့လိုအယောင်ထားလိုက်ရတယ်ကိုကြိုက်တာကိုထားလိုက်ရတယ် โอเคကျွန်တော်ကဒီပုံပေါ့နော်ဒါကိုယ့်ရဲ့ဗီဒီယိုပေါ့အဲကိုယ့်ရဲ့ဗီဒီယိုကျွန်တော်တို့ကဒီမှာကျွန်တော် mass tail ကိုသွားမယ်အဲဒီမှာ mass ပါတယ်နော်ဒီမှာကျွန်တော်ဗီဒီယို mass tail ကိုသွားမယ်အဲ့ mass ကနေကျွန်တော်တို့ဗီဒီယိုကိုကျွန်တော်လေးတာလို့အဝိုင်းလို့အဲ့လိုမျိုးတွေကြိုက်တာလေးလေးလို့လို့ရတယ်နော်ဒီမှာကျွန်တော်ကြိုက်တဲ့ပုံစံ ratio လေးတွေကောက်ကိုကြိုက်လို့ထားလို့ရတယ်ဒါမှမဟုတ် original အတိုင်းထားလိုက်ရတယ်ဒါကျွန်တော်မိတ်ဆွေများအကြက်သလိုထားပါတော့เนาะအဲ့တော့ကျွန်တော်အဝိုင်းတစ်ခုထားကြည့်လိုက်မယ် အဲဟောကျွန်တော်တကယ်လို့ကိုကိုမျက်နှာကြီးကိုအရန်မြင်မြင်စေခြင်းနဲ့ကြီးစေခြင်းတော့ original ထားလို့ရပါတယ်အဲ့တော့ကျွန်တော်တော့ဒီအဝိုင်းအဝိုင်းနေနဲ့ထားထားကြည့်လိုက်မယ်နော် sorry ကျွန်တော်အဝိုင်းနေနဲ့ထားထားကြည့်လိုက်မယ်ဗျ okay ဒါဆိုရင်အမှန်ချစ်လေးပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ကကျွန်တော်ဘေးမှာဗီဒီယိုပို့ထားထည့်မယ်အဲထပ်မစ်ဆိုရင် PNB ပေါ့နော် PNB PNB အော်ဒီမှာ PNB ရှိပါတယ်ဟောအင်းကိုကျွန်တော်တွေကက်ကက်မှာဆိုရင်တော့ over 4ပေါ့နော်ကကမဆို over 4ဒီကောင်မှာတော့ PNB လို့ခေါ်ပါတယ် PNB လို့နှိမ့်မယ်နှိမ့်ပြီးနောက်ထပ် video တစ်ပုတ်ထပ်ပြီးတော့ထည့်ရမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ် video တစ်ပုတ်ကိုကျွန်တော်ဒီမှာအစင်ပြရ video တစ်ပုတ်ကိုကျွန်တော်ကောက်ကောက်ထည့်လိုက်မယ်ဗျာ okay အော်ဒီမှာဒီ video ကောက်ထည့်လိုက်မယ်ဗျာဒီ video ဘာဘာ video လဲဆိုတော့ဒီဘက်ဒါရေးရေးပုံမှာပေါအောင်လလုံနိုင်တဲ့အရာဝန်ဒီတိုင်းသားပေါ့နော်အဲရေးပုံမှာပေါအောင်လလုံနိုင်တယ် โอเคဒီမှာမို့เนาะအဲတကယ်လို့ကျွန်တော်မိဆိုတာဒါကကျွန်တော်ကဥမာပြပေးတာပေါ့เนาะမိတ်ဆွေများဒီဗီဒီယို reaction လုပ်မယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုကြည့်ပြီးတော့ကိုကိုကြည့်နေတဲ့ဘေးတစောင်းပုံစံလေးပေါ့အဲ့လိုမျိုးလေးကိုကိုရိုက်ပြီးတော့သူ့အဲ့ဗီဒီယိုကြည့်နေတဲ့ပုံပုံစံလေးကိုဖုန်းတစ်လုံးနဲ့ကိုကိုရိုက်ထားမှာဖြစ်ပါတယ်အဲ့လိုโอเคပေါ့เนาะအဲ့အဲ့လိုမျိုးလေးရိုက်ထားမယ်โอเคအဲ့လိုမျိုးလေးလေးကြိုက်ကြိုက်နေတတ်တယ်သူဒီဒီ screen ကတော့ PNB နေပြီးတော့ဒီ screen site ကတော့ GG တေတေဒီ နဲ့နှချောင်းနဲ့ကောက်ကိုကြက်တလို့အကြုံချက်လုပ်လို့ရရပါတယ်မြောအကုန်အကုန်ချက်ခြင်းလည်းချက်လို့ရတယ်ဒါပေမဲ့နည်းနည်းသေးခြင်းလည်းတက်သေးလို့ရတယ်ဒါမှနော် okay ဒီအနောက်ခံ background တော့မိတ်ဆွေများကိုကိုဗီရိုနဲ့ကြိုက်နေတက်မဲ့ background ထားလို့ရတယ်အဲကျွန်တော်ခုနပြောတဲ့ background လေးကိုပြန်နေမယ်ကျွန်တော်အဖြူပဲထားကြည့်မယ်အဖြူပဲထားလိုက်ရတယ်အမဲပဲထားမယ်ဆိုရင်လည်းအမဲပဲ အမဲလဲရတယ်ဖြူလဲရတယ်ဒါဒါဆိုလို့ရှိရင်ကျွန်တော်အမဲအမဲတချမ်းဟောပကတချမ်းဖြစ်တယ်ဒါကျင့်နေတဲ့ထားလို့ရပါတယ်နော်နော်အဲ့တော့ကျွန်တော်အစိမ်းအောင်လေးထားမယ်ဆိုလို့ရှိရင်လည်းအစိမ်းအောင်လေးနဲ့ဖြစ်သွားတာပေါ့ဒါဒီဒီဘက်ကဗီဒီယိုနဲ့နည်းနည်းကန့်ကြီးမဲ့ဗီဒီယိုလေး background ထားလို့ရပါတယ်ဗျာโอเคဒီအားလေးပဲပြီးသွားပြီနော်အဲဒီအားဒီအားလေးပဲပြီးသွားပြီဒါလည်း reaction video တစ်ပုတ်ဖြစ်တယ်နော် declaration တပုတ်ဖြစ်တယ်ဒီဒီပြောတဲ့ဟာတော့ကိုပြည်တော်နဲ့ကွက်တိကြနေဖို့လိုတာပေါ့နော်ကျွန်တော်ပြီးလို့ရှိရင်တော့ဒီမှာ supply ရှိတယ် supply နဲ့မလို့တဲ့ပိုင်းတွေကိုဖြတ်ထုတ်လိုက်မယ်အဲဒါဆိုရင်ဟိုပြည်တော်နဲ့ကျွန်တော်တို့ပြည်တော်နဲ့အဲကျွန်တော်ပြည်တော်နှစ်ပုတ်ကကွက်တိဖြစ်သွားပြီအဲအဲ့လိုကွက်တိဖြစ်သွားပြီဆိုလို့ရှိရင်တော့ရပါပြီဗျအဲ့တော့စာတမ်းပိုင်းထိုးချင်တော့ဒီမှာတီးရနေပြီးတော့အဲကွက်ကိုဒီမှာအဆင်ပြေလို့ရေးလို့ရပါတယ်ပေါ့နော် โอเคมาเนาะโอเคเดี๋ยวเราจะเราจะไม่เสียเนี่ยถ้าเราตู้วิดีโอคอนเซ็ปต์เล็กๆกว่าก็ไลค์ทุบเลยได้โอเคเดี๋ยวเราสออนุสิมิติมาได้พี่เนาะอํานชิเล่เน่ไล่ไปဟုတ်မနော်အမှန်အမှန်ချလေးနည်းလိုက်မယ်တကယ်တော့ကျွန်တော်တို့ကကျွန်တော်တို့အခုဒီဒီဗီဒီယိုပေါ့နော်ဒါကကျွန်တော်တို့ရဲ့ original video ဖြစ်ပါတယ်ကျွန်တော်တို့ original video ကိုအတန်ချက်ကျင်လို့ရှိရင်ဒီမှာ volume ဆိုတာရှိတယ်ဒီမှာ speaker ပုံလေး volume လေးကိုကျွန်တော်အဆုံးနေချက်ပြလို့ရတယ်အဲကျွန်တော်ပြောတဲ့အတန်ကိုချက်ချက်ကျင်နေပုံအဲတကယ်လို့ကျွန်တော်ကသူ့အတန်ကိုတိုးမဲ့ချောဆိုလို့ရှိရင်သူ့အတန်ကိုတိုးလို့ရတယ်အဲ့တော့ PNB လေးကိုခုနခုနထည့်ထားတဲ့ PNB လေးကိုနှိပ်မယ်ဒီမှာ PNB လေးကိုနှိပ်ပြီးသူ့ပြီးတော့ထောက်လိုက်မယ်ထောက်ပြီးဒီမှာ speaker ပုံလေးပေါ်တယ်ပေါ်ရင် volume နှိပ်ပြီးတော့သူ့အတန်လေးကိုတိုးပြလို့ရတယ်အဲ့လိုမဟုတ်သေးဘူးပြသူ့အတန်ကိုချက်မယ်ဆိုရင်သူ့အတန်ကိုအဆုံးနေချက်လိုက်မယ်ခုနအမှန်ချစ်ပေးမယ်ကျွန်တော်တို့ဗီဒီယိုကို ကျွန်တော်ဗီဒီယိုလေးကိုဒါအတန်လေးကိုပြန်တိုးလိုက်မယ်အဲဒါတော့အတန်တိုးချက်ကကိုကိုကြိုက်ကြဲတလို့အချက်လို့အချက်တို့ကစားလို့ရပါတယ်သူ့ရဲ့အတန်ဘက်ချက်ချက်ကျွန်တော်အတန်ဘက်ချက်ချက်မိတ်ဆွေများကြဲတလို့လုပ်လို့ရပါတယ်အဲ့တော့ဗီဒီယိုမျိုးစားပုံမူတည်ပြီးရောကျွန်တော်အတန်ချဲတင်ချဲမယ်တိုးတင်တိုးအောင်မယ်ပေါ့ဗျာနော်အဲ့တော့သူ့အတန်မှာတီလုံးလေးအလောကမျိုးမျိုးစစ်ကတော့ခုနကပါရင်တော့ကိုယ့်အတန်လေးတိုးရမယ်ပေါ့ တော့အဓိကသူကမပါဘူးကိုပြောတာအဓိကဆိုလို့ရှိရင်တော့ကိုကလေးနည်းနည်းပြန်ချဲ့မယ်ပေါ့အဲဒါမျိုးလေးလုပ်လို့ရပါတယ်ဗျာโอเคဒါလောက်ဆိုအားလုံးအဆင်ပြေမယ်ထင်ပါတယ်เนาะမိတ်ဆွေများလည်းအဆင်ပြေတာမေးကလို့ရပါတယ်ဗျာ Lion Square TV အားပေးကြပါအောင်ဗျာအကျိုးရှိတဲ့ကြက်နဲ့တက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော် like and share လေးလုပ်ပေးပါအောင်အားလုံးကျေးဇူးတင်ပါတယ်ဗျာအပီလို့ရှိရင်တော့ဒီမှာ ice ball လေးထုတ်မယ်ဒီမှာ1080အောက်မှာ950 50 frame rate နဲ့အနည်းဆုံးထုတ်ပေးပါပြီးရင် ice ball လေးနှုတ်ပေးပါပြီးပါပြီဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ